အတ္တလန်တစ်ရေပြင်ထက်ကောင်ရဟရင်ကြီးနောက်ရင်ဒရွန်အိုဆူတို့ရဲ့အားပြန်ခွင့်ဒေတာဆန်တို့ချင်းနေ့လယ်နာရီ48မိနစ်ရဟရင်တကားပေါ်မှာနေရာယူထားတဲ့တန်တန်သမားက Wi-Fi Caliber G တွေကိုစတင်ပြလွှတ်လိုက်ပါတယ်ပြည့်မှတ်ကမီတာရှိရာမှာရှိတဲ့ဒရွန်တစ်စင်းပါပဲဒီဒရွန်က150 knock အမြန်လုံးနဲ့ထွက်ပြေးဖို့ကြိုးစားနေတာပါဒါပေမဲ့လည်း marine တပ်သားတွေကဒီလိုခိုက်တက်နေအတွက်ကိုပဲအကြိမ်ပေါင်းများစွာလေ့ကျင့်ထားခဲ့တာဖြစ်ပါတယ်။ဂျီဇန်တွေက drone ရန်နာကနေတဖွဲ့ပဲဖြတ်သွားပါတယ်။ဒီအချိန်မှာ drone ကညာဘက်ကိုခက်မြန်မြန်ကိုယ်ချလိုက်ပါတယ်။ ဖြစ်ချင်တော့ radar ထဲမှာနောက်ထပ် drone လေးစီးပြန်လာတာကိုလည်းတွေ့ရပါတယ်ဒီ drone နေကမ်းခြေဘက်ကိုမရောက်ခင်ရဟတ်ရင်တွေကတားဆီးရတော့မှာပါဒီ drone တွေကကီမီတာ3လမ်းညွှန်စနစ်တွေနဲ့လှုပ်ရှားနေရဖြစ်ပါတယ်အဲ့ဒါကိုကြည့်ချင်းအပြင်ပင်လယ်ပြင်မှာသုံးတဲ့ရိုးရိုးကုန်သွယ်ရေး drone တွေမဟုတ်ဘူးဆိုတာသိနိုင်ပါတယ်ဒီ drone ရဲ့လှုပ်ရှားမှုတွေကစစ်ဘက်သုံးပစ္စည်းတွေဆိုတာသိသာလာချိန်မှာတော့လုံခြုံရေးယူထားတဲ့ရဟတ်ရင်တွေမှာလည်းလှုပ်ရှားကြရပါတယ်ရဟယင်ဘော်ကစစ်တပ်နဲ့တမားကပထမဆုံးတွေ့ခဲ့တဲ့ drone ကိုတတိယချိန်မြောက်တိုက်ခိုက်ပါတယ်ဒီချိန်မှာတော့ drone လည်းဘလို့မှမရှောင်နိုင်တော့ပါဘူး drone ရဲ့ကိုယ်ထဲက carbon fiber တွေကကွဲထွက်သွားပါတယ် လီသီယမ်ဘက်တရီတွေကပေါက်ကွဲသွားပါတယ်ပြီးတော့အတ္တလန္တိရေပြင်ထဲကိုကျသွားခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်တက်လာတဲ့ drone လေးစီးကျန်နေပါတယ်ဒီလေးစီးကလည်း45 knot အမြန်လုံးနဲ့စနစ်တကျပုံစံဖွဲ့ပြီးပြန်တန်းလာနေတာပါဒီ drone လေးစီးကို American ရေတပ်ရဲ့ရဟတ်ရင်နစီးကတားဆီးရမှာဖြစ်ပါတယ်တစည်းအားဗန်နိုလို့ခေါ်ပြီးတစည်းကိုတော့ Viper လို့ခေါ်ပါတယ်။ရဲရဲတစည်းကအချင်းချင်းညှိနှိုင်းပြီးတဲ့နောက်မှာ Viper ကအရင်ဆုံးတိုက်ခိုက်မယ်လို့အကြောင်းကြားလိုက်ပါတယ်။ဒါကပြင်းမဲ့တစ်ခုတည်းပေါ်ကိုနှစ်စင်းလုံးတိုက်ခတ်တာမျိုးမဖြစ်အောင်အချင်းချင်းပြင်းမိတာမျိုးမဖြစ်အောင်တာဝန်ခွဲလိုက်ပါတယ်။ ။ဒါဝင်ခွဲပြီးတော့ Viber ကပေ900ကနေဆင်းသွားပါတယ်။ Vanon ကတော့ border ကိုထပ်တက်ပြီးသူ့ရဲ့အကွာအဝေးကိုထိန်းသိမ်းထားပါတယ်။အောက်ဘက်မှာတော့အရေးပဲတင်မော်တွေလည်းရှိပါတယ်။စင်ကာပူကုန်တင်တင်မော်တစီ၊ဒေတာတွင်းက9ဖက်လီနစီ။နောက်ပြီးတော့ရရင်ထပ်တော်မှာပို့ပြီးတော့ဈေးကြည့်နေတဲ့ဇင်ကန်ရွက်လီတစီကတော့ရေးပြင်ပေါ်မှာဘာမှမသိသလိုခုံပေါင်းနေကြပါတယ်။ဒီလိုတင်မော်တွေရှိနေတဲ့အတွက်ပြည့်ခတ်မှုတိုင်းကိုသတိထားရတော့မှာပါ။5.5 caliber ဂျီဇန်တွေက၃မိုင်လောက်ထိကိုသွားနိုင်ပါတယ်။အရေးပဲတင်မော်တွေကိုသွားထိလို့လုံးဝမရပါဘူး။အဲ့ဒီခါကျတော့ရှင်းရမယ့်ကိစ္စတွေကတတိကြီးဖြစ်လာတော့မှာပါအဲ့ဒီတော့ရဟတ်ရင်တွေကခင်မီနီးပညာတွေရဲ့အထောက်ပံ့တွေကိုယူထားပါလိမ့် ရဲအရင်ထိပ်ပိုင်းမှာတက်ဆင်ထားတဲ့ FLIR ကင်မရာကဈေးကြီးတယ်အပူချိန်ကြီးကင်မရာပါပဲဘေးလည်ရေပြင်ထက်ပို့ပြီးတော့ပူနေတဲ့ရာမန်သမားကိုကောင်းကောင်းခွဲခြားနိုင်ပါတယ်ကင်မရာကနေမြင်ကွင်းကိုထောက်လန်းနေတဲ့ပိုင်လော့ကလေးလက်သွားတဲ့ပူချိန်မှတ်သားလေးကိုတွေ့လိုက်ရပါတယ်ဒီမှတ်သားလေးကိုတေချာကြည့်ပြီးနောက်မှာအရက်ဘက် drone နေမဟုတ်ဘူးဆိုတာချင်းချင်းခွဲခြားနိုင်ခဲ့ပါတယ်ဒီ drone တွေကိုတားဆီးဖို့သူတို့မှာနည်းနည်းရနေသေးတာပါဒါပေမဲ့လည်းအဒီကိစ္စကအရန်ကြီးလွယ်ကူနေမှာတော့မဟုတ်ပါဘူး ဒီ drone တွေကမြန်တုံးမြေရွေလျားနိုင်ပါတယ်ဒီကြားထဲမှာလေကလည်းအရှင်ပြင်းပြနေတိုက်ခတ်နေတာပါရဲရင်ကလည်းအရှင်နဲ့ရွေလျားနေပါတယ်နောက်ပြီးတော့နေရက်လင်းပြန်မှုကပြင်မှတ်ကိုမြင်ရဖို့ခက်ခဲနေစေတာပါကင်မရာမြင်ကွင်းထဲမှာလည်းနေရောင်ဝင်လာတာနဲ့ drone ကတစ်ချက်တစ်ချက်ပျောက်ကွယ်သွားပါတယ်ဒါကြောင့်မဲတွဲဖက်လေယာဉ်မှုကကင်မရာရဲ့အလေးအမှောက်ကိုချိန်နေရပါတယ် ဒီကြားထဲမှာနေကင်းဘက်ထွက်တတ်တဲ့မြူကုန်းမုံတွေကလည်းမြင်ကွင်းထဲကိုဝင်လာနေသေးတာပါဒီချိန်မှာ fiber ကအရင်တက်ခတ်ဖို့နေရာယူထားပြီး venom ကတော့နောက်ချန်နေနဲ့နေရာယူထားပါတယ်ဒါကရဲရင်စစ်စင်ရေးတော်တော်များများမှာအသုံးပြုခဲ့တဲ့နီးပြူဟာတစ်ခုပါပဲ iras စစ်မြေပြင်မှာဒီနီးပြူဟာကကောင်းကောင်းလုပ်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ atlantic ထဲမှာတော့မတူညီတဲ့ပြဿနာတစ်ခုရှိပါတယ် drone တွေကိုတားဆီးဖို့ကြိုးစားနေတဲ့ရဟရင်နေစီကရှစ်မိုင်ကွာကရောက်လာတဲ့ radar 3 page တခုကိုလက်ခံလိုက်ရတဲ့ကိစ္စပါပဲ။အရေးပဲကတော့သူတို့ရဟရင်တွေကိုတခြား radar ကနေထောက်လန်းနေတယ်ဆိုတော့သဘောလေးဖြစ်ပါတယ်။ ဒီရေဒါရဲ့အလုံးလုံးပုံရအရက်ဘက်တင်မောတွေစီကမဟုတ်ဘူးဆိုတော့ပိုင်လော့တွေလည်းနားလေလိုက်ပါတယ်ဒီချိန်မှာဗန်နိုရဲ့ပိုင်လော့က80 knock နှုန်းနဲ့ရှေ့ဘက်ကိုတွန်းမောင်းသွားလိုက်တာပါကျောပဲပိုင်လို့ကတော့ရင်ပြေပေါ်ကယာရီနဲ့မော်နီတာတွေပေါ်မှာပေါ်နေတဲ့ချက်လက်တွေကိုစစ်ဆေးနေပါတယ်။ပြီးတော့အရေးပေါ်လိုင်းကနေအဆက်အသွယ်တခုခုရမလားစူးစမ်းနေတာပါ။ဒါပေမဲ့ဘဲကမှအကြောင်းပြချက်မရခဲ့ပါဘူး။ဂျီဒုံးနေရာဓာမြင့်ထားတဲ့နေမြေတဲကိုအကြောင်းကြောင်းမှမရှိဘဲထိုးပေါက်လာပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းမသိရပါဘူး။သူတို့ရဲ့လှုပ်ရှားမှုတွေကတန်တရားဖြစ်စရာကောင်းပါတယ်။သူတို့ကိုနောက်ကွယ်ကကြိုးကန်နေတဲ့ဖွဲ့ကလေးအဝေးကြီးကဖြစ်ပေါ်မရပါဘူး။မလက်မကတ်မှမရှိနေမှာပါ။ ရဲရဲနေစည်းကတော့ဒီကိစ္စတခုလုံးကိုပြေဝတားဆီးဖို့တောင်းဝန်ရှိနေပါတယ်ဒီလိုတားဆီးရနေမှာကြီးစံစီမံခန့်ခွဲမှုကလည်းအရေးကြီးလာပါတယ်ရဲရဲတမ်းမှာကန့်သက်ထားတဲ့လက်နက်ခဲယံတွေပါလာပါတယ်ဗန်နိုမှာဆိုရင် APKWX ဒုံးမြတ်6စင်းနဲ့0.5ကယ်လီဘာကြီး600ပါပါတယ် Viper မှာတော့ Hellfire ဒုံးမြတ်6စင်းနဲ့အမြောက်ကြီး950ပါပါတယ်အခုထိနေရတဲ့ drone တွေကိုပြဖို့ဒါတွေအားလုံးကသုံးလိုက်မယ်ဆိုရင်အလားအသက်ဖြစ်သွားမှာပါဒါကြောင့်မယ့်ခက်ခဲတဲ့ပြင်မှတ်တွေကို laser လက်ညှိုးလက်နက်တွေနဲ့ပြဖို့လွယ်ကူတဲ့ပြင်မှတ်တွေကိုစက်သက်နက်တွေနဲ့ပြဖို့တတ်မှတ်ချက်တွေပြုလုပ်ထားပါတယ် ဒီချိန်မှာသူတို့ရဲ့ပြေကွင်းတွေကို drone တွေရောက်လာပါပြီ။ Vanu ကနီးစုံကိုရောက်လာတဲ့ drone ကို APKWX ဒုံးပြန်နဲ့ချိန်ရွယ်လိုက်ပါတယ်။ဒါကလေဆာလဲညွန်စနစ်ပါတယ်လက်နက်ပါပဲ။ ဒါပေမဲ့ဒုံးမြတ်နေကလေဆာလမ်းကြောင်းတိုက်လိုက်သွားတာမှဟုတ်ပါဘူး။အရင်ဆုံးပြက်မက်ကိုကုတ်သွင်းထားတဲ့လေဆာလိုင်းတွေနဲ့အမှတ်သားပြပြီးဒုံးမြတ်ကတော့ဒီအမှတ်သားကိုထိမှန်စေတာပါ။ဒါပေမဲ့ဒီလိုအမှတ်သားပြရတာကမလဲပါဘူး။ဒရုန်းကလှုပ်နေတာပါ။ပြီးတော့ကိုတေပေါ်မှာအလင်းပြန်ကာဗာတက်ထားတာဖြစ်ပါတယ်။ဒါကြောင့်မဲဒရုန်းကိုလေဆာနဲ့ထိုးပြီးကုတ်သွင်းအမှတ်သားပြရတာကမှန်ကိုတံမီနဲ့ထိုးသလိုပါ။ဒါကြောင့်မဲတွဲဖက်လေရင်မိုးကလေဆာစွမ်းအင်တုံးကိုတိုးလိုက်ရတာပါ။ဒီလိုတိုးလိုက်ရတဲ့အတွက်ရဟယင်ဘော်ကအရန်ဘက်ထရီကတော့အားနည်းသွားပါတယ်။ခင်မီတိုက်ပွဲတွေမှာလက်နက်ခဲယံစီမံခန့်ခွဲမှုတွေပြင်စွမ်းအင်ကိစ္စကလည်းအရေးကြီးလာတာတော့အမှန်ပါပဲ။စနစ်တော်တော်များများကဒီစွမ်းအင် ေါ်မှာမိကိုနေတာဖြစ်တဲ့အတွက်စွန့်ရင်ခက်ခဲရှိလာတာနဲ့ဒုက္ခရောက်ကြရပါတယ်ပထမဆုံး drone ကိုပြေးချဖို့ကြိုးစားနေတဲ့နေရာမှာတော်တော်ခက်ခက်ခက်ခဲနေခဲ့ရတာပါ ပြည်ခဲ့ရရှိတွေကလေဆာစနစ်တွေကိုအတော်ညှိလိုက်ရပါတယ်။နောက်ဆုံးစိတ်ချရတဲ့အချိန်မှာတော့ဒုံးမြန်ကိုပြည့်လွတ်လိုက်ပါတယ်။ဒီအချိန်မှာပဲရှူးကနေအတန်နဲ့ပျော်နေကနေထွက်သွားခဲ့တာပါ။မီတာ150လောက်ပြန်တန်းပြီးမှလုံခြုံရေးစနစ်တွေစပါးလုံးလုံးလာပါတယ်။လေတန်တို့နေဘန်ဂါတလက်ကထွက်လာတဲ့လေဖီးယားတွေကြောင့်ဒုံးမြန်ကပြင်းမဲ့စီကိုတဲတဲပြန်နိုင်ဖို့ပြင်ဆင်မှုတွေအဆက်မပြတ်လုပ်ခဲ့ကြတာပါ။ဒါပေမဲ့နောက်ပိုင်းကျတော့အဆင်ပြေသွားပါတယ်။ပထမဆုံး drone ကိုတဲတဲထိမှန်ပြီးသဘောက်တရားနဲ့နှိမ့်မြုပ်ပေးခဲ့တာပါ။ ဒီဂျီမွန်ဖိုင်ဘာကတော့သူ့ရဲ့ M197 လက်နက်နဲ့နောက်ဒရုန်းတစ်စီးကိုတိုက်ခိုက်ဖို့ကြိုးစားနေပါတယ်။၄၀မီလီမီတာရှိတဲ့ကြည်စံကပေါက်ခွဲရလဲပြင်းလာပါတယ်။ရဲရင်မိုးကပြင်းမှတ်ကိုတွက်ဆနေတာပါ။သူတို့စနစ်မှာလောက်ကြမှုနည်းနည်းလေးရှိပါတယ်တက်ဆက်ကရင်လေးပုံတပုံလောက်ပါအဲ့ဒီအချိန်အတွက်ကိုလည်းထည့်တွက်ရပါတယ်ရဲရင်ရွေလျားနေတဲ့ချိန်ရုံးပြန်နေတဲ့ချိန်တွေကိုတွက်ပြီးတော့ပြည့်ရမှာပါ ပိုင်ပြီးတော့ယူဆရချင်ပါဘိုင်လောက်ကမောင်းတယ်ကိုညှစ်ချလိုက်ပါတယ်စက်ကပိုင်တွေမှာပဲကြီး90လောက်ကပတ်ချလဲထွက်လာခဲ့တာပါဒီပုံစံကိုတင်မင်းရဲ့ကရော့ခွက်ဆိုပြီးသူတို့ကတင်စားထားကြပါတယ်တော်ရုံဆိုရင်ဒီကရော့ခွက်တွေမှာလွတ်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ခဲဝူးပေးရောက်သွားတဲ့အခါမှာတော့ကရော့ခွက်ပုံစံကကျေသွားတာပါ ်မီတာ900လောက်ရောက်ရင်ပဲ10မီတာလောက်ကျယ်သွားပါတယ်ဒရုန်းကကန်ကောင်းစွာနေပဲအဲ့ဒီကြီးစံကွက်လက်တွေတဲကိုလွတ်သွားခဲ့တာပါဒါကြောင့်ပဲပါလောက်ကဒုတိယပြစ်ခတ်မှုကိုတတိပိုထားလိုက်ပါတယ်ဒီချိန်မှာတော့ကြီးစံတချို့ကဒရုန်းကိုထိသွားခဲ့ပါတယ်ဒါပေမဲ့ပြက်စီတဲ့အထိတော့မဟုတ်ပါဘူးဒါကြောင့်ပဲပိုက်လော်လည်းရဲဟင်ကိုခက်ခက်ခဲခဲကြွေးပြီးပြင်မှတ်ကိုထပ်ဖြစ်ဖို့ကြိုးစားနေပါတယ် ထိမှန်ထားတဲ့ drone ကရင်လိုတော့မြေမြန်ဆက်ဆက်မပြန်နိုင်တော့ပါဘူး။ဒါကြောင့်မဲတတိယအကြိမ်ပြည့်ခဲ့မှုမှာတဲတဲ့ထိမှန်ပြီးရေးတဲ့ကျသွားခဲ့တာပါ။ဒီချိန်မှာသူတို့ရဲ့ထောင်လိုင်းစနစ်တွေကိုပြင်ပတဲ့တခုလည်းဝင်လာခဲ့ပါတယ်။အဲ့ဒီပြင်ပကရေးပြင်ပမှာ45 knockdown နဲ့လှောက်ရှားနေပါတယ်။ဇုတ်သားမြောက် drone ကရှေ့ဘက်ကုံသွဲကြီးလမ်းကြောင်းဘက်ကိုခွဲထွက်သွားတဲ့အတွက် Venom ကအဲ့ဒီနောက်ကိုလိုက်ခဲ့ပါတယ်။ ဒီလမ်းကြောင်းပေါ်မှာကုန်သွယ်ရေးသင်္ဘောတုံးစီးရှိနေတဲ့အတွက်အဓိပ္ပာယ်မရောက်ခင်မှာ drone ကိုမြန်မြန်တားဆီးနိုင်ဖို့လည်းလိုပါတယ်။ဒါကြောင့်မဲ့ pilot ကအရှင်ကို150 knot cloud တီကိုတင်လိုက်ပါတယ်။အရှင်များလာတာနဲ့တူရဟတ်ရေကိုတွေတီကလေးတွန်းခေါ်လာခဲ့ပါတယ်။အစွမ်းကုန်လေပတ်နေတဲ့ engine တွေကလောင်စာစီကိုတနါယီ380ပေါင်နှုန်းနဲ့တောက်သုံးနေပါတယ်။လက်ကျန်စီကြီးလိုက်တဲ့အခါမှာပေါင်900လောက်ကျန်နေပါသေးတယ်။ဒီလက်ကျန်စီမှာကုန်ကင်မှာ drone ကိုအပြည့်ရှင်းနိုင်ဖို့တော့အရေးကြီးနေခဲ့ပါတယ်။တနက်သမားကတော့ M134 mini gun ကိုပြင်ဆင်နေပါတယ်။ဒီစက်တနက်က10မိနစ်ကိုကြီး၄000နီးပါပြည့်လွတ်နိုင်ပါတယ်။ တနသမားကဒရုန်းပြန်တမ်းရလမ်းကြောင်းကိုချိန်ရွယ်ပြီးနှစ်ဆက်ကလာမောင်းဆွဲလိုက်ပါလေဒီချိန်ထွေးမှာပဲကြီးစံရကြီးကအပြိုင်ဆန်ထွက်သွားကြတာပါဒီကြီးစံမိုးတွေကြားထဲမှာလေဒရုန်းကမလွတ်နိုင်တော့ပါဘူးနောက်ဆုံးကျန်တဲ့ဒရုန်းတစ်စီးကကမ်းခြေဘက်ကိုအချိန်မြင့်မီပြန်တမ်းသွားပါလေ Viper ဘောကတနသမားကဒီဒရုန်းကိုရှင်းဖို့ကြိုးစားနေတာပါပိုက်လော့ကမြင်ကွင်းတောင်လိုက်ညှိပေးနေပါလေဒီတစ်စီးကတော့နည်းနည်းဝင်းနေတာပါပြန်တဲ့ချိန်ကလေမြန်ပါလေဒါပေမဲ့တနသမားကသူ့ကိုယ်သူယုံကြည်စိတ်ချနေခဲ့တာပါ ဒရုန်းပြန်တမ်းတဲ့လမ်းကြောင်းကိုတွက်ချပြီးကြည်စံမိုးတွေရွာချပေးလိုက်ပါတယ်ပထမပြေခတ်မှုမှာဒရုန်းကိုအနည်းငယ်ထိမှန်ခဲ့ပြီးဒုတိယပြေခတ်မှုမှာတော့အဆုံးသတ်နိုင်ခဲ့ပါတယ်ဒီချိန်မှာတော့ဝင်ဟင်ပေါ်ကပြင်မှတ်အားလုံးကိုရှင်းလင်းခဲ့ပါပြီသူတို့အတွက်ရေတွေကယူလီယာနေတဲ့ပြင်မှတ်တစ်ခုကိုရှင်းပြဖို့ပါပဲအဲ့ဒီပြင်မှတ်က45 knock down နဲ့ယူလီယာနေတော့မှာပဲဒါကိုရှင်းဖို့ဆိုရင်စက်သက်နဲ့တွေနဲ့မရပါဘူး ဒါကြောင့် Fiber ကဒီကိစ္စကိုရှင်းဖို့တောင်းဝန်ယူလိုက်ပါတယ်ပြီးတော့သူ့မှာပါတယ် Hellfire ဒုံးကျည်ကိုပြင်ဆင်နေခဲ့ပါတယ်ဒါပေမဲ့ဂယုတစိုက်တွဲချရမယ့်ကိစ္စတွေရှိပါတယ်အဲ့ဒီနောက်မှာကွန်တင်ဘောနက်စီမောင်းနေတာပါဒစီကပနားမှာအလန်တင်ထားပြီးဒစီကတော့ Liberia လန်နေတင်ထားပါတယ်ဒါကနိုင်ငံတကာရေပိုင်နဲ့ဖြစ်နေတဲ့အတွက်နိုင်ငံတကာဥပဒေတွေကိုလိုက်နာဖို့လိုအပ်နေခဲ့ပါတယ်ကုန်နေသင်းမောင်းတွေကိုသွားပြီးတော့ထိခိုက်လို့တော့မရပါဘူးတရင်ကောင်းစင်ဘက်မှာပါသွားမှာပါဒါကြောင့်မဲပါလောက်ကရဟတ်ရဲ့နေရာကိုချိန်ညှိနေပါတယ်ဒီကြားနေကင်းဘက်ထွက်လာတဲ့ပင်လယ်မြူကလည်းပို့ပြီးတော့ထူးထပ်လာနေခဲ့ပါတယ်စားမုံလေးတွေနဲ့ရင်ခွေတွေကလေးစားတွေကိုအားနေသွားစီပါတယ်ဒါကြောင့်မဲပါလောက်က လေးစားစွမ်းရည်ကိုပို့ပြီးတော့တိုးလာရတာပါအဲ့ဒီလိုတိုးလိုက်ရတဲ့အတွက်လည်းအရန်ဘက်ထရီလေးပိုကုန်လာပါတယ်လက်ကျန်ဘက်ထရီကိုစစ်ကြည့်တော့30ရာခိုင်နှုန်းလောက်ကျန်နေသေးတာပါဒီလိုပမာဏနဲ့ဆိုရင်လေးစားစွမ်းရည်နှစ်ကြိမ်သုံးကြိမ်လောက်သုံးလို့ရပါဦးမယ်တကယ်ပြဿနာကဒီတုံးပြန်နေအတွက်လေးစားလဲညုံမှုအဆက်မပြတ်ရှိနေဖို့လိုအပ်ပါတယ်ပြင်းမှတ်က45 knock တုံးနဲ့သွားနေပါတယ်ဒုံးပြန်က30နဲ့10လောက်ပြန်တန်းရမှာပါ ဒီချိန်တော့ဆိုရင်မီတာ900လောက်ကွာသွားပါပြီ။နောက်ပြီးတော့ဒီတုံးမြန်တွေကတိတ်တက်သွားတာမျိုးမဟုတ်ပါဘူး။ကိုင်းညွတ်တဲ့လမ်းကြောင်းမျိုးသွားပြီးတော့တတ်မှတ်နေရမှာပေါက်ခွဲရပါတယ်။ဒါကြောင့်မဲ့ပြင်မဲ့အတွက်အကွေးကလမ်းကြောင်းနေနဲ့ရွေးလျားမှုတွေပါထည့်ထွက်နေရပါတယ်။ဒီချိန်က Van Hoa Mac 58ရေကြောင်းပြအမှတ်သားကိုပြစ်ချလိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကမီခိုးဘုံလိုပါပဲ။လေတန်နှုတ်ကိုတေချာဆက်နိုင်ဖို့ဖြစ်ပါတယ်။မီကိုတွေကရှေ့မြောက်ဘက်ကိုအရှင်ပြင်းပြင်းလွှင့်နေကြတာပါလေတန်နှုတ်က16 knock clock ရှိနေတာကိုတော့သိလိုက်ရပါတယ်ဒေဗယ်လီယင်မိုးကဒီအချက်တွေကိုပါထည့်ထွက်ပါတယ် ီတော့မြန်ဒီစီးကဒေါ်လာ3000ခွဲလောက်ရှိပါတယ်မမှန်ဘူးဆိုရင်ပြည်သူအခုငွေဖြုန်းတိတယ်လို့ဖြတ်သွားပါလိမ့်မယ်ဒါကြောင့်မယ်အသေးစိတ်ထွက်ချက်ပြီးမှ Hellfire ဒုံးမြန်ကိုလွှတ်ပါတယ်ဒုံးမြန်ကလေဆာလမ်းကြောင်းထားလိုက်သွားပါတယ်ဒီအချိန်မှာရေတွေကပြင်းပကဇစ်ဇက်ပုံစံလှုပ်ရှားနေတာပါ သူ့ကိုပြစ်လိုက်တဲ့အတွက်ခံမရခန့်အောင်လှရှားနေတဲ့သဘောပါပဲ။သူရဲ့နောက်ဆုံးရှောင်တင်းမှုစီးစင်းဖြစ်ပါတယ်။ဒီချိန်မှာဒုံးမြတ်ကတိတသမ3မက်နှုံနဲ့အောက်ကိုကျလာခဲ့ပါတယ်။ဒီတိုင်းဆိုရင်ပြင်မှာကမီတာ90လောက်ပဲရှောင်တင်းနိုင်တော့မှာပါ။ဒါပေမဲ့ Hellfire ရဲ့ပေါက်ကွဲမှုကမီတာ100လောက်ပတ်လည်မှာရှိပါတယ်။ယူပါဗီဒါကဖြေကိုအတိအကျဆုံးဖြတ်ထားပြီးပါပြီ။နောက်ဆုံးပြင်မှာဟာရေပြင်ထဲမှာပဲမီးလောင်တိုက်သွင်းခံလိုက်ရပါတယ်။ဒီချိန်မှာပဲပြင်မှာ6ခုလုံးကိုအအောင်မြင်မြင်နှိမ်နင်းနိုင်ခဲ့ပါတယ်။ တကယ်တော့ဒီကိစ္စတခုလုံးကမောင်းသူမဲ့လေရင်ချင်းချောက်မှုတွေကိုလင်းလင်းမြန်မြန်တုံ့ပြန်နိုင်ဖို့စစ်ဆေးတဲ့နောက်ဆုံးလေးကျင့်ဖြစ်ပါတယ်ဒီကိစ္စကို HML 2စင်တိုင်းဆိုတဲ့အဖွဲ့ကတောင်းပန်ယူရပါတယ်ဒီလေးကျင့်ရေးဒီမှာဘာကိုမှကြိုးမပြောထားပါဘူးဒရုန်းနဲ့ကမ်းခြေရောက်သွားရင်လေးကျင့်ရေးကိုကြာရှုံးသွားရမှာပါအခုတော့ဒီလေးကျင့်ရေးကိုအောင်မီမီကြော်ဖြတ်နိုင်ခဲ့ပါပြီဘာလို့ဒီကိစ္စကိုအရေးတကြီးလုပ်နေကြတာလဲဒရုန်းအုပ်စုချင်းချောက်မှုတွေရှိလာနိုင်ကြောင်းတိကျတဲ့ထောက်လိုင်းတည်င်းနေရထားခဲ့လို့ပါပဲဗီဒီယိုလေးကိုစုံတီကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်